အားလုံးမင်္ဂလာပါ UK Match Day ရဲ့ Facebook နဲ့ YouTube Channel ကနေကြိုဆိုပါရစေ Champion Bay တက်တဲ့အားလုံးမင်္ဂလာပါဒါအခု DRT မှာ La Liga ကလပ်တွေတော်တော်များများအခြေအနေမကောင်းဘူးပေါ့လေကျွန်တော်တို့ Premier League အသင်းတွေတော်တော်အကုန်လုံးအခြေအနေကောင်းနေ Chelsea တသင်းကလွဲရင်ဒီတစ်ပတ် Premier League 6သင်းမှာ9သင်းနိုင်တယ်ပထမနေ့က Arsenal နိုင်တယ် Liverpool နိုင်တယ် Tottenham နိုင်တယ်ကံကောင်းစွာနဲ့ပဲတယောက်မှပေးကုန်မရှိပဲကလင်းရှိတဲ့အကုန်ရတယ်။လီဗာပူးကတော့အကောင်းဆုံးဖြစ်သွားတာပေါ့လေရလက်ထင်မှာဘာလို့ဆိုတော့သူတို့က ရယ်မက်ဒရစ်ကိုနိုင်တယ်အာဆင်ကအဝေးကွန်မှာဆလာဗီယာပရာဟာကိုနိုင်ပြီးတော့စပါ့စ်ကကိုပင်ဟေဂင်ကိုနိုင်တယ်စပါ့လည်းတယောက်ထုံနဲ့နိုင်တယ်အဲ့နေရာမှာဒီဒုတိယနေ့မှာအင်္ဂလိပ်ကလပ်တွေထပ်ပြီးခြေစွမ်းပြတယ်ချယ်ဆီကကာရဘတ်ကိုတည်ကြပေမဲ့ဂျန်နယ်သိနေအကုန်နိုင်တယ်ညူကာဆယ်လည်းနိုင်တယ်ဒါလက်ရှိဒါအနေထားရမန်ချက်စတာစီးတီးလည်းနိုင်တယ်ဒါချယ်ဆီကတော့တူတူတည်ကြတယ်ပရီးမီးယားလိဂ်ကလပ်တွေက on fire ဖြစ်တဲ့ချိန်မှာလာလီဂါကလပ်တွေတော်တော် struggle ဖြစ်တယ်။မနေ့ကချန်ပီယံလိဝင်ခွင့်ကလည်းလာလီဂါက ဒါအခြေအနေကောင်းခဲ့တယ်ဒါပေမဲ့ဒီယာဒီမှာလာလီဂါကလပ်တွေတော်တော်ဒီချန်ပီယံလိပြိုင်ပွဲမှာတော်တော်လေးယုံကန်ရတယ်အခုလောလောဆယ်အနေထားရတော့လာလီဂါကလပ်သင်းတွေရဲ့ rank ကဒါ Real Madrid က9မှတ်ဘာဆိုနာက9မှတ်ဒါအဲ့အောင်မှာ Atletico Madrid က6မှတ်ပြီးတော့မှ Athletic Club က3မှတ်နဲ့ Villarreal က1မှတ်ပဲရှိတယ်ဒီယာဒီမှာ စပိန်ကလပ်တွေကအရင်တည်းကလည်းရယ်မက်ဒရစ်နဲ့ဘာဆိုနာလောက်ရှိတာဒါမှမဟုတ်ဘာဆိုနာက2015မှာဒါသူတို့ချန်ပီယံလိရပေးခဲ့ချန်ပီယံလိမှာဘာမှမဟုတ်တော့တဲ့အချိန်မှာဒါရယ်မက်ဒရစ်က2020နဲ့24မှာချန်ပီယံဖြစ်တာတယ်ဒါပေမဲ့ဒီလာလီဂါအသင်းတွေတော်တော်စွာခက်ဖြစ်တာဗျလာလီဂါမရတော့လာလီဂါရဲ့အခြေအနေကဘယ်လိုပြောမလဲရယ်မက်ဒရစ်လည်းလီဗာပူးနဲ့ကစားတဲ့ပွဲကိုကြည့်မကောင်းဘူးဗျလုံးဝမကောင်းဘူးဘာဆိုနာဆိုပူတောင်ဆိုးသေးတယ်အခု ဘာဆိုလိုနာအသင်းကိုကျွန်တော်မြင်တာဗောလေဒါရီမက်ဒရစ်ကမှအတလီဆို solid defense ရှိတယ်ဘာဆိုနာကချန်ပီယံလိ၄ပွဲမှာ12ဂိုးသွင်း9ဂိုးပေးရတယ်9ဂိုးပေးရတယ်ဆိုရယ်ခံစစ်ကတော်တော်လေးအားနေသူပွဲတိုင်းဂိုးပေးရတယ်အခု Hansi Flick အသင်းကဒီဒုတိယရာသီဘက်မှာသူ့အသင်းရဲ့ highlight ကိုလူတိုင်းကောင်းကောင်းသိတယ်ပွဲတိုင်းနီးပါးဂိုးပေးရသလိုပွဲတိုင်းကို အသေးအတန်ကစားရတဲ့အပြတ်တနာပဲဘာဆိုနာကအခု ိုးပြတ်နိုင်ပွဲဆိုတာမရှိဘူးမို့ရှိတယ်ဒါပေမဲ့ပွဲတိုင်းဒီပါဒါယာတီစကရဲကနေလီဗန်ဒေကိုနှစ်ကူးပေးရတယ်ရိုင်ယိုဗလန်နာကိုတကူးပေးရတယ်သူတို့ကလင်းရှိစုစုပေါင်းလာလီဂါမှာ၃ပွဲပဲရတယ်ဒီစက်တင်ဘာ28ဆိုစီတက်ကိုဒီစက်တင်ဘာ25 OVA ဒီကိုနဲ့ပွဲကလာပြီးတော့ဒါသူတို့နောက်ဆုံး6ပွဲမှာပွဲတိုင်းကူးပေးရတယ်အဲ့ထဲမှာဆက်ဗီယာကိုအဝေးကမှာ5 4 1ရမ်မတွတ်ကို2 1နဲ့ရှုံးသလို ဒါချန်ပီယံလိမှာ Paris Saint-Germain ကိုအင်္ဂွေမှာ2-1နဲ့ရှုံးတယ်ချန်ပီယံလိ၄ပွဲလုံးပေးရအဓိကကျွန်တော်ပြောချင်တဲ့အချက်က highlight ပဲအဲ့ highlight ဟာ same story ပဲယမားဘလောက်ခြေစွမ်းပြပြတိုက်စစ်က Rushford ဘလောက်တွင်တွင် Ferran Torres ဘလောက်တွင်တွင် Fermin Blue ကိုကိုတွင်တွင် Barcelona ရဲ့ခံစားက Ronald Araujo ရဲ့ Kubasi ရဲ့ Eric Garcia ရဲ့၃ယောက်ဟာအခုချိန်ထိ Hansi Flick ရဲ့ first strike ဖြစ်ဘူးမှမသိသေးဘူး တီကြတော်တော့၃ယောက်အတွဲမှာဘသူတူးတယောက်ကမှလီမလုံနိုင်သလိုအဲ့ခန်းစည်းကိုဟိုင်လိုင်းမှာခွန်ဒီနဲ့ဘယ်ဒီကိုထပ်ပေါင်းတဲ့အခါမှာအဲ့ခန်းစည်း၄ယောက်တန်းဟာအမြဲတမ်းရှိတ်ကြီးဖြစ်ပြီးဟိုင်လိုင်းကနေအကြိမ်ကြိမ်ဖောက်ခံရတယ် ခုနောက်ဆုံးကစားသွားတဲ့ပွဲဒီ club group နဲ့ပွဲမှာလည်းဒီပုံစံပဲပြီးခဲ့တဲ့ La Liga ကိုရှုံးတော့က Real Madrid ကိုရှုံးတော့ကလည်းအဲ့ပုံစံပဲအဲ့ချီနဲ့ကစားတော့ကလည်းအဲ့ highlight ပဲဒါ Sevilla ကိုရှုံးကိုပြရှုံးတော့ကလည်းပွဲပြီးခဲ့နေအဲ့ highlight ပဲ Paris Saint-Germain ကိုရှုံးတော့ကလည်းအဲ့ highlight ပဲ Olympia ကို5-1နဲ့သူတို့နိုင်တယ်နော်ဒါပေမဲ့အဲ့ဟာ6-1နဲ့နိုင်တယ်အဲ့ဒါလည်း highlight နဲ့ဂိုးပေးရတယ် PSG ကိုလည်း highlight နဲ့ဂိုးပေးရတယ်နောက်တစ်ဖက်က Newcastle ကိုလည်း highlight နဲ့သူတို့နိုင်ခဲ့သေးတောင်ဂိုးပေးရတယ် ဆိုအဲ့ဒီပြဿနာကို Hansi Flick မဖြေရှင်းနိုင်မရဘူး Rafinha မရှိကြတဲ့က Rafinha ကတိုက်စစ်မှာ link အတွေ့ကောင်းနေဗျ switch router တွေဘာတွေကောင်းပေမဲ့ Barcelona Rafinha မရှိမှာ return လုံးဝတိုက်စစ်ကလည်းလုံးဝဂျမားတယောက်တည်းရဲ့ individual performance ကိုအားကိုးနေရတယ်ဒီအားဒီမှာကျွန်တော် personal ရဆိုရင် Real Madrid ကပို့ပြီးတော့ defensive ပိုကောင်း maybe Real Madrid လည်း individual player နဲ့ကစားတာများပဲမြဲသူတို့ခံစစ်က Barcelona တဲ့အများကြီး solid ဖြစ်တယ် ်ဘာဆိုနာရဲ့ခံစီကရန်ဝီးဖြစ်ပြီးတော့ကျွန်တော်အမြင်တော့ဘာဆိုနာမလွယ်တော့ဘူးကျွန်တော်အမြင်ပေါ့ကျွန်တော်အမြင်ပေါ့လေဒီယာဒီမာဟန်စီဖလစ်ကကံကောင်းမှကျွန်တော်ထင်တော့ကူပါဒယ်ရီလောက်ပဲလာလီဂါကတော့ဘေဘီဒုတိယကြောမှာရမတုကိုသူတို့ပြန်နိုင်ခဲ့ရင်တော့မှဒီယာဒီတပွဲလုံးတစ်လျှောက်လုံးပြိုင်ပွဲလျှောက်လုံးမှာအမြင်နဲ့သက်သေရင်ပိုကစားရမှာချန်ပီယံလေးကတော့ no chance ပဲကျွန်တော်အမြင်ပေါ့လေဘလို့မြင်ကြလဲလာလီဂါတော့မလွယ်ဘူးရမတုကငါမှဖြတ်ထားတာ ဟန်စီဗလီအသင်းရဲ့အိုက်ခန်စစ်ကိုဆိုရတော့မလုံနိုင်သေးသူတို့တိုင်ပတ်အောင်ပါပဲဒါကျွန်တော်အမြင်ပေါ်လေအားလုံးကျေးဇူးတင်ပါတယ်